အာရှရဲ့ရန်လိုနေတဲ့အင်အားကြီးတဲ့နိုင်ငံเจ้าမှရှိပြီးမဟာဗျူဟာရလွန်စွာအချက်ချာကြတဲ့မြန်မာပြည်မှာပြည်တွင်းစစ်မီကြီးကတဟုံးဟုံးတောက်လောင်နေပါတယ်ဒီဖြစ်ရက်ထဲကိုအင်အားကြီးနိုင်ငံများပါဝင်ပတ်သက်လာပြီးပြည်ပကဟာပိုပြီးကြီးတဲ့ကြီးအောင်မျက်စပြည့်ဖိတ်ခေါ်နေသလိုဖြစ်လာနေတာကိုကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးကမြည်တို့များမတတ်နိုင်ပဲလက်ပိုက်ကြည့်နေရတဲ့အဖြစ်ကိုရောက်နေပါတယ်ထို့သောဘူမိနိုင်ငံရဲ့အရာရတမအေးဖြစ်လာနေချိန်မှာပြည်တွင်းမှာလည်း စစ်အုပ်စုဟာဝေးသားလီပြည်ဘလူးစီးတဲ့အလားမဲမဲမြင်ရထင်ရှားဆိုင်နေတဲ့အတွက်22တန်းခန့်ရှိတဲ့ပြည်သူများကဒုက္ခပင်လယ်ဝေကအသက်တချောင်းကိုမနှဲရှာကြံမွေးနေရတဲ့ဖြစ်ကိုရောက်နေရပြီဖြစ်ပါတယ်။တရုတ်မှာ၎င်းတို့ရဲ့လုပ်ငန်းများအများဆုံးအကောင့်ထဲပေါ်နိုင်ရေးအတွက်စူးညောင်းခလုတ်မှန်သမျှရှင်းလင်းဖယ်ရှားရေးပြောင်ကြကြဝင်ရောက်ဆွတ်ဖက်ပြီးစစ်အုပ်စုအားလက်နက်တပ်ဆင်ပေးပြီးရှိုးတိုက်ပေးနေခြင်းလည်းဖြစ်ပါတယ်။ဒါကိုပင် မိမိတို့ဟာပြည်သူများမျောလင်းတောင့်တနေတဲ့ပါတီစုံဒီမိုကရေစီစနစ်ကြီးပေါ်ပေါက်လာရန်တာဝန်ယူဆောင်ရွက်ပေးနေပါတယ်လို့ဘယ်လာရုစ်တို့သွားရန်လေရင်ပေါ်တက်ခံပြီးငြိမ်းချမ်းရေးဖိုရမ်ကြီးမှာငါးစကားနွားရပြောဆိုသွားခဲ့တာဖြစ်ပါတယ်။တကယ်တော့၎င်းတို့ပြည်သူကိုထိုးထုတ်ပြားရင်နဲ့ဝမ်းချလာခဲ့ဒီမှာ1988ခရဲကဖြစ်ဒီကိုအားလုံးကသိနေပြီးရှက်တက်မြည်ဆိုလျင်လဲတေဖို့ပြန်ကောင်းနေပြီဖြစ်ပါတယ်။ဘေကျင်းရဲ့ညွှန်ကြားချက်အရ၎င်းတို့လုံးမဲ့ရွေးကောက်ပွဲဆိုတာကြောင့် ပြည်သူများဟာမိမိတို့ရဲ့အခြေအနေများပိုပြီးဆိုးရတော့မယ်ဆိုတာကိုကောင်းစွာသိနာလည်ထားကြပြီဖြစ်ပါတယ်။ထို့သောတိုင်းပြည်ပြိုကွဲလာနိုင်တဲ့အခြေအနေဖြစ်နေတာကို၎င်းတို့နဲ့မြို့သူများမသက်ဆိုင်သေးလား။ပြည်ပဩဇာကံရွေးကောက်ဖွဲ့ကိုဝင်မဲ့ခန့်ညံ့ညံ့နိုင်ငံရေးသမားများကလက်ခံမောင်းခံနေခြင်းလည်းဖြစ်ပါတယ်။ထို့မြသာမကသေးပဲမိမိတို့အားစိတ်ချပါရန်တရုတ်ပြည်ကွန်မြူနတီပါတီအားကိုယ်တိုင်ကိုကြပင်တွားရောက်တော်ဦးတင်နေခြင်းလည်းဖြစ်ပါတယ်။ပြိုင်ပွဲလည်းမရှိတကိုယ်တည်းဝင်ရောက်ရှင်ပြိုင်ရမယ့်အပြေးပြိုင်ပွဲကိုဆင်နွှဲပြီး မျက်နှာပြောင်တိုက်ခါရွှေတစိမ့်တက်ယူရကြတဲ့ထိုးကဲသောသောနိုင်ငံရေးသမားတွေကိုပြည်တွင်းပြည်ပကမြည်သူများတလေးတစားဆက်ဆံကြပေမည်နီ။၎င်းတို့အတွက်ကတော့ပြိုင်ပွဲမရှိဝင်ရောက်ရှင်ပြိုင်ရမယ့်ပွဲမှာမျက်နှာပြောင်တိုက်ရဲဖို့ဆိုတဲ့အရေးချင်းမျိုးသာလိုအပ်တာဖြစ်ပါတယ်။တကယ်တမ်းတွေးကြည့်မယ်ဆိုရင်ပြည်သူတို့တညီတညွတ်ထဲဆန့်ကျင်တွန်းလှန်နေကြရတာထွက်ပေါက်ပိတ်ခါကြံရမရဖြစ်လာနေတဲ့ဆေးအုပ်စုကအသက်ရှူချောင်းလို့ချောင်းလာ냐ရွေးကောက်ပွဲဆိုတဲ့စေးမိတို့နဲ့ကိုစားရန်အ мян ကြံစီခဲ့ကြရတာ ၎င်းတို့လွတ်တော်တဲ့ဝင်ရောက်ခွင့်ရခဲ့ခြင်းလည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ထို့သောတွန်းလှန်မှုများမရှိခဲ့တဲ့ဘူတန်းရွှေတို့စစ်အုပ်စုပင်လျင်တိုင်းပြည်ကို22နှစ်ကြာအေးအေးလူလူအုပ်ချုပ်သွားခဲ့ကြတာအားလုံးသိပဲဖြစ်ပါတယ်။ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရဲ့ညီလာခံမှာတင်ပြချက်အရ45တန်းသောပြည်သူတွေဟာကပ္ပဘန်ကသတ်မှတ်ထားတဲ့ဆင်းရဲစွာနေထိုင်ကြရတဲ့ဒီနေ့ဝင်ငွေမြန်မာကျပ်၄၅၀၀နဲ့ရုံးကန်နေကြရတယ်လို့ဖော်ပြထားပါတယ်။ အစ္စရေးဂါဇာအီရန်စစ်ပွဲကဲ့သို့ပြည်ပခါကြီးကိုမြို့မြမဖြေရှင်းနိုင်တာကိုအဖြစ်တင်ဖို့ခတ်လာတော့လေမြန်မာကဲ့သို့နိုင်ငံအသေးလေးမှာကုလသမဂ္ဂရဲ့အခမ်းကဏ္ဍပြောက်ကွယ်သွားတဲ့အဖြစ်အတွက်အဖွဲ့ကြီးရဲ့အနာဂတ်ဟာရင်းလေးပွေဖြစ်လာနေတာကသိသာထင်ရှားစွာမိမောင်းထုတ်ပြနေပါဗျ။ရခိုင်နိုင်ငံပေါင်းချုပ်အသင်းကြီးကဲ့သို့ဤခုံးချုပ်သွားမဲ့ရေကိုအားလုံးကစိုးရင်ကြောက်ကြလာကြ၍ပြုပြင်ပြောင်းလဲရေးများအများဆုံးပေါ်ဆောင်ကြဖို့အပူတပြင်းတောင်းဆိုလာကြပြီဖြစ်ပါတယ်။အဓိကအားဖြင့်ကုလလုံးချိုးရင်ကောင်စီမှာကြီးငါးကြီးဖြစ်တဲ့ အမေရိကန်ဗြိတိန်ပြင်သစ်တရုတ်ရုရှားတို့ကဗီတိုအာနာဆွဲကင်ထားပြီးဆရာမွေးတပည့်မွေးမူဝါဒနဲ့ကမ္ဘာငြိမ်းချမ်းရေးကိုဖျက်လို့ဖျက်ဆီးလုပ်နေတဲ့အဖြစ်ကိုပယ်ဖျက်ပေးဖို့တောင်းဆိုလာကြပါတယ်ဖြစ်တဲ့နာက၎င်းတို့ဗီတိုအာနာနဲ့ပယ်ချထားတဲ့အဆိုကိုအထွေထွေညီလာခံကြီးမှအများစုရဲ့မဲနဲ့ဆုံးဖြတ်၍ပယ်ဖျက်ခါလုံခြုံရေးကောင်စီအားမဖြစ်မနေပြန်ပြီးလိုက်နာစီခိုင်းမယ်ဆိုပါက ပြဿနာတော်တော်များများပြေလည်သွားနိုင်မယ်လို့ဆိုပါတယ်လက်ရှိပြဿနာက ကုလဖွဲ့စည်းပုံပြုပြင်ပြောင်းလဲမှုမှန်သမျှကိုဗီဒီယိုအာနာဆွဲကင်ထားတဲ့၅နိုင်ငံစလုံးကသဘောတူအတည်ပြုရမယ်ဆိုခြင်းပဲဖြစ်ပါတယ်။အချို့ကလည်းဗီဒီယိုအာနာ၃ဘန်ခွင့်ရှိတဲ့နိုင်ငံရဲ့လုံခြုံရေးကိုတိုက်ရိုက်မထီပါသေး၍၃ဆွဲခွင့်မပြုလို့ကတ်တရန်အကြံပေးမှုများလည်းထွက်ပေါ်လာပါတယ်။အချို့ကလည်းဂျီရိုဆာရဲ့ပါဝင်လူသားများပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုများနဲ့ဆိုင်တဲ့အဆိုကိုဗီဒီယို၃ခွင့်မပြုရလို့ကတ်တရန်လည်းပြောလာကြပါတယ်။မိတော့ပင်ဆိုစေမြန်မာလို့ဆိုလိုက်တာနဲ့ လုံချိုရေးကောင်စီမှရှိတဲ့တရုတ်ရုရှားတို့ကလက်ထောင်ကန့်ကွက်နေတာကြောင့်ကုလသမဂ္ဂဟာမြေတို့များ ရှေ့မတိုးနိုင် ဖြစ်နေသည်ကပင်ပြုပြင်ပြောင်းလဲရတော့မယ်ဆိုတာကိုအထင်ရှားပြသနေခြင်းလည်းဖြစ်ပါတယ်။ပြည်သူ့ရဲ့ခုခံတော်လှန်စေမောက်ချအောင်ရမည်ထိုင်းဝန်ကြီးချုပ်ဖေတုံတန်းယာတုမနှုတ်ထွက်ပေးဖို့ဘန်ကောက်မှာဆန္ဒပြခဲ့ကြတဲ့အကြောင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝက်ရဲ့အဆိုအရဟာကမ်ဘောဒီးယားနဲ့ထိစပ်နေတဲ့နယ်နိမိတ်အရေးနဲ့ပတ်သက်ပြီးပြည်သူတွေရဲ့ဒေါသမြင့်တက်လာမှုနဲ့ရင်ဆိုင်နေရချိန်မှာထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မှာယာနဲ့ချီတဲ့ဆန္ဒပြသူတွေဟာဇော်လ28ရက်ကဝန်ကြီးချုပ်ယာရုကနဲ့နှုတ်ထွက်ပေးဖို့ဆန္ဒပြခဲ့ကြပါတယ်။2023ခုနှစ်မှာဖွေထိုင်းပါတီအာဏာရလာပြီးနောက်ပိုင်းအကြီးမားဆုံးအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲလည်းဖြစ်ပြီးဒီဆန္ဒပြပွဲဟာရိုးရွင်းနေတဲ့စီးပွားရေးကိုပြန်လည်ရှင်သန်ဖို့နဲ့ ပြိုကွဲလွယ်တဲ့အစိုးရညွန်ပေါင်းအဖွဲ့ကိုတစုတစည်းတည်းထိမ့်သိမ်းထားနိုင်ဖို့ကြိုးပမ်းနေတဲ့အသက်38နှစ်ရှိဝင်းချိချုပ်ဖေထုံတန်းအပေါ်လာမဲလာမှာအယုံကြည်မရှိမဲပေးမှုမတိုင်ခင်မှာဖိအားတွေတိုးလာနေပါတယ်။ဒီဆန္ဒပြပွဲကို United Force of the Land အမည်ရှိအမျိုးသားကြီးလှုပ်ရှားမှုတက်ကြွသူတွေအများဆုံးပါဝင်တဲ့ညွန်ပေါင်းအဖွဲ့ကစီစဉ်တာဖြစ်ပြီးဆန္ဒပြသူတွေဟာလူစီကားတဲ့လမ်းစုံမှာရှိတဲ့စစ်ပွဲအထိမ်းအမှတ်အောင်ပွဲရအမှတ်တရနေရာတွေမှာအလံတွေကိုဝှေ့ရမ်းဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ United Force of the Land အဖွဲ့ဟာ ။လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်းရှင်နာဝက်ရဲ့ကျောရောနောက်ခံပြုအစိုးရတွေကိုစန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ညွန်ပေါင်းအဖွဲ့လည်းဖြစ်ပါတယ်။အရင်ဆန္ဒပြပွဲတွေဟာအစိုးရတွေပြုတ်ကျသွားတဲ့ဓာတ်ရိုက်အကြောင်းရင်းမဖြစ်ခဲ့ပေမဲ့2006ခုနှစ်နဲ့2014ခုနှစ်တို့မှာတရားစီရင်ရေးဆိုင်ရာဝင်ရောက်ဆက်ဖက်မှုတွေနဲ့စစ်တပ်အာဏာသိမ်းမှုတို့ကိုဖြစ်ပေါ်စေတဲ့ဖိအားတွေဖြစ်လာခဲ့ပါတယ်။ငလျင်၃လပြည့်တော်လဲအကူအညီများများစွာလိုအပ်နေတဲ့အကြောင်းကိုဆက်ပြီးဖော်ပြပေးပါမယ်။ လူပေါင်းထောင်ချီတည်ဆုံခဲ့တဲ့သကိုင်းကလင်ကြီးလောက်ခတ်ခဲ့တာ၃လပြည့်သွားပြီမဲ့မန္တလေးမြို့မှာငလျင်တန်းသိအဆောက်အုံတွေဖြိုးဖျက်လို့မပြီးသေးသလိုသကိုင်းတိုင်းမှာတော့အကူအညီတွေအများကြီးလိုအပ်နေတုံဖြစ်ပါတယ်။အင်အားရစ်ခတာစကေး9.8အဆင့်ငလျင်ကြီးရဲ့တန်းကြောင်းထိခိုက်တည်ဆုံတာများခဲ့တဲ့မန္တလေးမြို့မှာပြန်လည်ထူထောင်ရေးကို30ရာခိုင်နှုန်းကျော်လောက်ပဲလုပ်နိုင်သေးတယ်လို့ဒေသခံတွေကဆိုပါတယ်။မန္တလေးဒေသခံလူငယ်တယောက်ကတော့၃လကျော်မှတော့ပြန်လည်ထူထောင်ရေးဆိုရင်35 40ရာခိုင်နှုန်းလောက်ပဲတွေ့ရတယ်။ ဒါတော့မှအစိုးရဌာနမဟုတ်တဲ့တခြားသောအရက်ဖက်အဖွဲ့အစည်းတွေကလုပ်နေတဲ့ထူထောင်ရေးပေါ့နော်။အဓိကကတော့အစိုးရအနေနဲ့ဆိုရင်ကန့်တွေမရှိတော့ဘူး။ကန့်တွေဖြုတ်ထုတ်လိုက်တာရှိတယ်။အဲ့ဒီလူတွေကတခြားနေရာတွေမှာသွားရောက်နေထိုင်ရတာတွေရှိတယ်ပေါ့။တချို့သောလုပ်ငန်းရှင်တွေဆိုရင်လည်းမဖြိုရသေးတဲ့လုပ်ငန်းရှင်တွေအများကြီးရှိတာကိုတွေ့ရတယ်လို့ပြောပါရယ်။ငလျင်ကျောက်ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့တဲ့နောက်ထပ်ဒေသတစ်ခုဖြစ်တဲ့စကိုင်းတိုင်းမှာဆိုရင်လည်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့စစ်စင်ရေးတံတွေကိုထိခိုက်ခံစားခဲ့ရပါရယ်။ စကိုင်းတိုင်းဒေသတပိတ်အင်အားစုဝင်ကိုရွှေဝင်းအောင်ကငလင်းကိစ္စမှာစစ်ကောင်စီရဲ့ပျောကကြောင့်တေဆုံးခဲ့ရပုံကိုလည်းပြောပြခြင်းပါသေးတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေဟာလေရင်တန်းကြားတာနဲ့စိတ်ဒဏ်ရာရနေပြီးသားဖြစ်ပါတယ်။ငလင်းလောက်တဲ့အချိန်မှာသူတို့ထင်ပြီးတွေးမိတာကငလင်းလောက်တာလို့မထင်ပဲလေရင်လာနေတဲ့ထင်ပြီးပုံခိုတာနဲ့အကားအွယ်ယူတာတွေလုံးမိပြီးလူမမဲကလေးငယ်နဲ့ဖခင်တူကိုတစ်ပင်ပြီးလို့တေဆုံးခဲ့ရတာတွေဖြစ်ခဲ့ပါတယ်။ဒါကဘာကိုပြနေတယ်လဲဆိုတော့ စစ်ကောင်စီရဲ့ပြောကားကြောင့်မတည်တဲ့ပြည်သူတွေတေဆုံးခဲ့ရတာဖြစ်ပါတယ်လို့ဆိုပါတယ်။မလင်းတန်းခံခဲ့ရတဲ့စကိုင်းမျိုးကဒေသခံတွေအပြင်တော်လိုင်းနေမြေတွေကစစ်ဘေးရှောင်ဒေသခံတွေဟာအကူအညီတွေအများကြီးလိုအပ်နေပြီးလက်ရှိမိုးရင်းကာလမှာပိုပြီးဒုက္ခရောက်လို့တန်းနိုင်သမျှကူညီပေးကြဖို့လည်းသူကဆိုပါတယ်။မလင်းတန်းကိုထိခိုက်ခံစားခဲ့ရတဲ့အင်းလေးဒေသမှာဆိုရင်လည်းပြိုပြတ်သွားတဲ့အိမ်တွေလက်ရှိချိန်ထိပြန်ဆောက်လို့မပြီးသေးသလိုဒီဇွန်လထဲမှာပဲမိုးများပြီးရေတွေတက်လာခဲ့တဲ့အတွက်ဒေသခံတွေစိုးရိမ်ပူပန်ခဲ့ကြပါသေးတယ်။ လေတန်းခံခဲ့ရတဲ့ပြည်သူတွေဟာစိတ်ပိုင်းဆံရတွေထိခိုက်ခဲ့ရသလိုလက်ရှိကုံစည်နှုံကြောင့်လက်အိမ်ဆုံးရှုံးသွားခဲ့သူတွေဟာပြန်မဆောင်နိုင်ကြဘူးလို့ငလင်းဘေးဒဏ်ခံခဲ့ရသူတွေကပြောပါတယ်။မန္တလေးဒေသခံတယောက်ပြောပြထားတာကတော့အကောင်လုံးကကိုအားကိုကိုးနေရတယ်ဆိုတော့ရှေ့လျှောက်လဲကိုအားကိုကိုးနေရတယ်။ကျန်တဲ့ဟာကဘသူမှလည်းအားကိုးလို့မရဘူး။ဘဲကမှလည်းလာကူမှမဟုတ်ဘူး။ဒီလိုပဲဒုက္ခခံပြီးတော့ကို့အနာဂတ်ကိုစောက်ပြီးတော့အနာဂတ်လည်းမရှိတော့ဘူး။ဘာကိုမျှော်လင့်လို့မျှော်လင့်ရမှန်းလည်းမသိဘူး။အိမ်ဆောက်ဖို့ကလည်းကုံစည်နှုံးကကြီး လိုအပ်တဲ့ပစ္စည်းတွေမရငလျင်ကဆက်တိုက်လို့အခြေအနေတွေကစီးပွားရေးကျက်တဲတာတွေရောဂုံစင်းနှုံးကြီးတာတွေရော နိုင်ငံရေးမတည်ငြိမ်တာရောဆိုတော့တော်တော်ဆိုးတဲ့အခြေအနေပါပြောပြလို့ကိုမတက်အောင်ပဲတော်တော်အနာဂတ်ပျောက်သွားတယ်လို့ပြောဆိုထားပါဗျာ